ျင်းပြည်နယ်မင်းတပ်မြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမြို့ကိုအာနာသိန်းစစ်တပ်ကဒီနေ့မနက်အစောပိုင်းမှာလေကြောင်းကနေပုံချဲခဲ့တာကြောင့်ပြည်သူအချို့အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ပါတယ်။ရှမ်းဒေသကာကွယ်ရေးတပ် CDF မင်းတပ်ပါဝင်တဲ့ချင်းညင်အောင်သိမ်းပိုက်ထားတဲ့မင်းတပ်မြို့ကိုစစ်ကောင်စီကအော်တိုဘာ၄ရက်မနက်အစောပိုင်းမှာဘုံနှချိန်ကျချခဲ့တာကြောင့်ပြည်သူ၃ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ CDF မင်းတပ်ကသတင်းထုတ်ပြန်ပါတယ်။ဒါ့အပြင်ပြည်သူနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ အာနာသိစစ်တပ်ဟာမင်းတပ်ကိုမြေပြင်ထိုးစစ်မလုပ်နိုင်သေးတဲ့အခြေအနေမှာလေကြောင်းဘုံကျဲတိုက်ခတ်မှုတွေမကြာခဏပြုလုပ်နေတာဖြစ်ပါတယ်။ဘုံကျဲခံရမှုနောက်ဆက်တွဲအခြေအနေနဲ့ပတ်သက်ပြီးမင်းတပ် CDF ကတာဝန်ရှိသူတွေကို People's Bank ကအဆက်အသွယ်မေးမြန်းနေဆဲပါ။ဒါ့အပြင်တရားမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL သိမ်းပိုက်ထားတဲ့တီဘောမျိုးကိုလည်းစစ်တပ်ကဒီနေ့မနက်မှာထပ်မံဘုံကျဲခဲ့တယ်လို့ TNL ကအသိပေးပါတယ်။ဒီနေ့မနက်9:50မိနစ်မှာတီဘောမျိုးကိုတိုက်လေရင်နဲ့ဘုံကျဲခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုဆက်လက်အသိပေးမယ်လို့ TNL ကဖော်ပြပါတယ်။စစ်တပ်ဟာတန်းပြည်တက်မဟာနှစ်နယ်မြေတီဘောမြို့နယ်မဟဲကျေးရွာကစစ်တပ်ရဲစခန်းအတွင်းကို Jet Fighter နဲ့ပေါင်250ဘုံးနှလုံးလာရောက်ကျေးချတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။အာနာသိစစ်တပ်ဟာကြောက်မဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်တစ်ရက်အောက်တိုဘာ2ရက်နေ့ကလည်းတီဘောမြို့နယ်စံဖက်ရွာကုမှုဒရာဟိုတယ်ကိုဘုံးကျဲတိုက်ခိုက်ခဲ့လို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ နံပါတ်2မြို့ကိုလည်းစစ်တပ်ကဘုံကျဲခဲ့လို့ပြည်သူ၄ယောက်သေဆုံးခဲ့ပြီး၅ယောက်ဒဏ်ရာရရှိခဲ့တာပါစစ်ရေးပြတ်မှတ်မဟုတ်တဲ့ပြည်သူလူထုတရှိရာကိုဥတည်ပြီးရည်ရွယ်ချက်ရှိစစ်ကောင်စီကတိုက်ခိုက်တာလို့ TNL ကထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကဒီလိုတိုက်ခိုက်မှုတွေလှုံ့ဆော်နေရကြောင်းစစ်ရေးတရီအမြဲရှိဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီလန်းတွေကိုလိုက်နာဖို့လိုအပ်ကြောင်း TNL ကအနှိုးဆော်ထားပါတယ်ရှင်